င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။စားတော့မျိုးကဒေါက်ကလာစစ်တဲ့စစ်ကြောင်းကြပြတိုက်ခိုက်မှုစစ်သားဆယ်ဦးတင်ဆောင်ပြီးလက်နက်နက်နက်ခဲများတင်ဆက်ရရှိစကိုင်းတိုင်းစားတော့မျိုးကနေဒေါက်ကလာရဲ့အကြံဖက်စစ်တဲ့စစ်ကြောင်းကိုကြပြတိုက်ခိုက်ရာစစ်သားဆယ်ဦးတင်ဆောင်ပြီးလက်န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 က်ခဲတင်ဆက်ရရှိခဲ့ကြောင်းဗိုလ်ချုပ်ရဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့တောင်ရှိသူကပြောတယ်။အော်တိုဝါလာ20နှစ်မနက်7နာရီကမှစားတော်မျိုးကထွက်လာအင်အားတရာခန့်ပါစစ်တပ်စစ်ကြောင်းတော်လိုက်တပ်ဖွဲ့တွေကလမ်းပိုက်တနေရာရောက်မှာကြပြတိုက်ခိုက်ခဲ့တယ်။ ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကဆယ်ဦးသေဆုံးပြီးအမေမျိုးစားတနန်းနလန်အပင်ဂျီဘူးနဲ့40မမပုံတင်တင်ဆက်ရရှိခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုပူဇော်ပြည်သူ့ကာကွယ်ဖွဲ့ရွှေဘုကံပြည်သူ့ကာကွယ်ဖွဲ့မြေပြင်လှုပ်ရှားဖွဲ့ဝက်လက်နယ်စကိုင်းနယ်မှာနေကံမဟာမိတ်ညီနောင်တွေပူပေါင်းလှုပ်ဆောင်ပြီးထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆက်လက်ရပြီလပြည်သူတွေကိုဒုက္ခမျိုးမျိုးပေးနေစစ်သားရဲ့ပြူစောတိနဲ့စစ်တပ်တောက်တိုင်တွေကိုဆက်လက်တိုက်ခိုက်သမိဖြစ်ကြောင်းပူဇော်ပြည်သူ့ကာကွယ်တပ်ဖွဲ့တောင်းရှိသူကပြောတယ်။ ဆက်လက်ပြီးပေါင်းမြူနယ်တွင်စစ်ကြောင်းထိုးနေစစ်တပ်မှထွက်ပြေးလာစစ်သားများကိုလက်နက်ကင်းများနဲ့တို့ရှင်ဖမ်းပြီးမကွေးတိုင်းပေါင်းမြူနယ်တွင်စစ်ကြောင်းထိုးနေစစ်တပ်မှထွက်ပြေးလာစစ်သားများကိုလက်နက်ကင်းများနဲ့တို့ရှင်ဖမ်းမိခဲ့ကြောင်းပေါင်းမြူနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်နေအောက်တိုဘာ29ရက်နေ့ကစပြီးဂျပန်စစ်တပ်ရဲ့ကပ္ပစာ20နှစ်ကထွက်လာတဲ့တမတ်69လောက်ကန်တန်ရင်တရာကို430ကို14ရုပ်ပူပေါင်းထားတဲ့အင်အား30ကျော်ပါစစ်ကြောင်းကပေါင်းမြူနယ်တွင်ရှိကြတဲ့ကိုစစ်ကြောင်းထိုးဝင်ရောက်စီးနေခြင်းဖြစ်ပါတယ် ထိုစစ်တပ်စစ်သားမှထွက်ပြေးလာခမတရားကိုတိုင်မှစစ်သားတအုပ်နဲ့ခမ410ကိုတိုင်မှစစ်သားတအုပ်တို့ကိုပေါင်းညွှန်တဲ့ပြည်သူ့ကာကွယ်ရေးဘက်ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရန်ဖန်စီရမြစ်သားနယ်ဥတံခါနဲ့အပိဂျီတလက်အဖူလေးဘူး MA4 တလက် 40MN ပုံစံနှလုံးလက်ပြပုံနှလုံး555စစ်ကြီးတရားတောင်းနဲ့ G3 ကြီး19တောင်းတို့ကိုတင်ဆက်ရွှေခဲ့တယ်။အလားတူအတူဘာလို့30ရက်နေ့ကလည်းချက်ကန်ရစာတင်ကြောင်းစစ်ကြောင်းတို့ဝင်ရောက်လိုက်စစ်တပ်ကပြည်သူပိုင်းနေအတွင်းကိုဝင်ရောက်ကချက်ကိုရန်လှုပ်ဆောင်တဲ့စစ်သားတုံးကိုလည်းတလိုက်တဖွဲ့က MA2 တနက်တလန် MA3 တနက်တလန်နဲ့ G1000 ကန်ပောင်းခန့်ချွတ်နဲ့တူရှင်ဖန်းစီနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြအရာတော်မျိုးပေါ်ရှိစစ်တမ်းမနေကစကန်ကိုဝန်ရတိုက်ခိုက်မှုစစ်သားအလုံးတွက်ပြေသွားပြီးခန့်တူသိမ်းစရာရှိစကိုင်းတိုင်းအရာတော်မျိုးပေါ်ရှိဂျပန်စစ်တမ်းမနေကစကန်ကိုဝန်ရတိုက်ခိုက်ရစစ်သားအလုံးတွက်ပြေသွားပြီးခန့်တူသိမ်းစရာရှိခဲ့ကြောင်းဒီဘဲမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တောင်းရှိသူကပြောတယ်နိုဝင်ဘာလ9ရက်နေ့မနက်စောပိုင်းမှာအရာတော်မျိုးပေါ်ရှိဂျပန်စစ်တမ်းရဲ့အမနေကစကန်ကို ဒေါ်လေးတမိုင်ကောင်မရတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဒိုတီတဲ့တိုက်ပွဲက15မိနစ်ခန့်သာကြာမြင့်ပြီးဂိတ်စကန်ရှင်းစစ်သားအလုံးစကန်စုကတော်ပြေးသွားကြထို့နောက်ဒေါ်လေးပူပေါ်တဖို့ဝေတာဂိတ်စကန်ကိုရရှင်းနေကြရခရန်ကျုံသိမ်းစရာရှိခဲ့ကြောင်းသိရတယ်ရေတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကထိခိုက်ဒေဆုံးမှုရတဲ့ကိုတိပြုတ်နိုင်ခြင်းမရှိသေးပဲထော်လန်းရေပေါ်ရေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။စေခွေထိခိုက်ရှိလို့ပဲသိရပါတယ်။လောလောဆယ်ကတည်ဆင်းမသိရသေးဘူးရတော်မျိုးအမှန်နဲ့စစ်ခွေဂိတ်စကန်မှာထိုင်ချတက်ဆွဲတဲ့စေခွေတွေကိုဝင်ရောက်တိုက်ခိုက်တာလို့ဒီပဲမြန်နေပြည်သူကကွဲပွဲတောင်းရှိသူကပြောတယ်။ အဆိုပါတိုက်ခိုက်မှုကိုရတော့မြို့နယ်ပါကပါတီကဲမြို့နယ်ပါကပါနယ်ကြားတဲ့နယ်ပြောင်းချတဲ့ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ပါတယ်။ဆက်လက်ပြီးစစ်တပ်ကအင်တာနက်ပေါ်မှာသတင်းတွေကိုတံပြန်ရန်နဲ့နိုင်ငံရေးတိုက်ခိုက်မှုတွေကိုတားမြစ်ရဲရွယ်ပြည်တဲ့တူဝင်ကြီးဦးဆောင်တဲ့ကော်မတီနဲ့ဤပညာကျွမ်းကျင်ဖွဲ့တွေဖွဲ့စည်းပြီး24နာရီစောင့်စီအကြမ်းဖက်စစ်တပ်ကအင်တာနက်ပေါ်မှာသတင်းတွေကိုတုတ်ပြန်ရန်နဲ့နိုင်ငံရေးတိုက်ခိုက်မှုတွေကိုတားမြစ်ရဲရွယ်ပြည်တဲ့ဝင်ကြီးတူဝင်ကြီးဦးဆောင်တဲ့ကော်မတီနဲ့ဤပညာကျွမ်းကျင်ဖွဲ့တွေဖွဲ့စည်းပြီး24နာရီစောင့်ကြီးအမိန့်နဲ့ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းစစ်တပ်ကထုတ်ပြန်ထားပြန်တမ်းရသေးရတယ်။ ဂျမစစ်တပ်က2025ခုနှစ်ဩဂုတ်လ14ရက်နေ့နေ့စွဲနဲ့မိန့်ကျညာချက်တစ်စောင်ထုတ်ပြန်ပြီးအဆိုပါမိမအင်တာနက်ပေါ်မှာသတင်းတူသတင်းမှားတွေနိုင်ငံရေးတိုက်ခိုက်ပြောဆိုခြင်းပါဝင် online ပေါ်မှာလှုပ်ဆောင်ချက်တွေကိုတားမြစ်ရေးယူနိုင်ကော်မတီတဲကိုဖွဲ့စည်းလိုက်ကြောင်းအစောပိုင်းကော်မတီမှပြည်ထိုင်တွင်ဝင်ကြီးကဥက္ကဋ္ဌဖြစ်၎င်းပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးတွင်ဝင်ကြီးကဒုတိယဥက္ကဋ္ဌဖြစ်၎င်းဖွဲ့ဝင်အလုံးစုစုပေါင်း၁၇ဦးပါဝင်ကြောင်းသိရတယ် အစိုးရကော်မတီမှဥပဒေအရဝင်ကြီးဌာနညွှန်ကြားပြန်ကြားရေးညွှန်ကြားစစ်ဘက်အရလုံခြုံရေးဖွဲ့မှရရှိချက်တုံစသုံးလုံးတို့ညွှန်ကြားဘဟုပဲညွှန်ကြားရေးမှုကေနဲ့ဥပဒေအရဌာနကြီးမှုတို့ရဲ့ကြောင့်နှင့်မှုကေရဲ့တဖွဲ့မှုပို့ဆက်တို့ညွှန်ကြားတို့ပုံဆက်ပါဝင်ဖွဲ့စည်းထားကြောင်းသိရတယ်အစိုးရကော်မတီရဲ့လုပ်ငန်းတာဝန်တွေမှာတာနက်ပေါ်မှာသတင်းနေတဲ့နိုင်ငံရေးအတိုက်ခိုက်ခြင်းတွေကိုရေးရွယ်ဤပညာချမ်းကျင်ပညာရှင်တွေပါဝင်တဲ့အဖွဲ့အဖွဲ့စီပြီး24နှစ်ဆောင်ကျင်အင်တာနက်ပေါ်သတင်းတင်သူတွေနဲ့နိုင်ငံရေးတိုက်ခိုက်သူတွေကိုဤပညာနဲ့ရှာဖွေဖော်ထုတ်ရေးရွယ် ။အင်တာနက်ပေါ်မှာသတင်းဖော်ပြမှုတွေကိုဖွဲ့ဖွဲ့စည်းပြီးတံပြန်ဆောင်ရွက်လို့ပါဝင်နေ။ရင်းပြင်ကျွတ်လွတ်တွေအသုံးပြုလျက်ရှိဖုန်းနံပါတ်၄ပိတ်သိရင်ဘဏ်ကောက်ချက်လက်တင်ဝေသိန်းွေထုတ်မှတ်တမ်းတွေရယူခြင်းနဲ့ဘဏ်ကောက်တွေကိုယာယီတားဆီးခြင်းတွေပြုလုပ်နိုင်ညှိနှိုင်းဆောင်ရွက်လို့ကိုလည်းကော်မတီရဲ့လုပ်ငန်းတာဝန်ဖြစ်ထည့်သွင်းနေ။ဆလာပြောတောင်သာမြို့ဝင်ကိုဒေါ်လိုင်းတစ်ခွက်တွေကဝင်ရောက်တိုက်ခိုက်ပြီးမိရှုရှင်နဲ့မန္တလေးတိုင်းတောင်သာမြို့ဝင်ကိုဒေါ်လိုင်းတစ်ခွက်တွေကဝင်ရောက်တိုက်ခိုက်ပြီးမိရှုရှင်နဲ့ကြောင့်ဒေသပြည်သူနဲ့စေတရင်မြစ်ကပြောတဲ့ နိုဝင်ဘာလ9ရက်နေ့မနက်6:00နာရီခန့်မှာတောင်တာနထိုးကြီးလက်မိုက်မှာရှိတဲ့တောင်တာမြို့အဝင်ကိန်းဖြစ်တဲ့မကြီးရိုးကိန်းကိုဒေါ်လိန်တို့ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထိုတိုက်ခိုက်မှုတွင်ကိန်းတွင်းရှိဂျပန်စစ်သားရဲ့ထွက်ပြေးရာကြောင့်ဒေါ်လိန်ရဲဘော်တွေကဂိတ်စကန်ကိုမိရှို့ရှင်းလင်းခဲ့ပါတယ်။ထို့အပြင်တောင်တာမြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတအုပ်ကလည်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်ကိုတီဗီပြောဆိုပြီးစစ်သားတွေမြို့ထဲကိုဝင်ရောက်လာကသနက်တွေပစ်ဖောက်ခဲ့ကြောင်းတောင်တာနထိုးကြီးလက်မိုက်မှာရှိတဲ့မြို့ဝင်ကိန်းဘက်ကနေမိခိုးတွေထွက်လာသည်ကိုလည်းတွေ့မြင်ခဲ့ရကြောင်းပြောဆိုတယ်။ ဆိုပါပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသိစိတ်ချင်တွေကိုသက်ဆိုင်အနေနဲ့တွင်ရှိတော်လိုက်တဲ့ဖွဲ့တွေကထုတ်ပြန်ခြင်းမရှိပါဘူး။ ဆက်လက်ပြီးစားတောင်မှာဂျပန်စစ်ကြောင်းအကြောင်းပြတ်တိုက်ခိုက်ခံရပြီးစစ်အုပ်စုထိခိုက်ဒေဆုံးမှုရှိကလက်နက်ကင်များ PDF ရရှိစကိုင်းနိုင်ဝက်လက်မြေနယ်ဆက်နဲ့စားတောင်မြို့နောက်ခြံမှာဂျပန်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းထွတ်တွေပြီးခဲ့အောင်ဒူပါလာတွင်ထိထိတိုက်ပွဲတွေရှိခဲ့ပြီးစစ်အုပ်စုဘက်မှထိခိုက်ဒေဆုံးမှုရှိခဲ့လို့စစ်သတင်းမြစ်တွေကပြောတယ်ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကစကိုင်းခိုင်စားတောင်မြို့စစ်တပ်တွေကနေထွက်လာတဲ့အင်အားတရာခံပါဂျပန်စစ်ကြောင်းနဲ့တော်လိုင်းထွတ်တွေဝက်လက်မြေနယ်ဆက်လမ်းကူလက်တနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ် အဆိုပါတိုက်ပွဲတွင်ဆရာစုဘက်ကဆယ်ယောက်ခန့်တည်ဆောင်ကလက်နက်ခဲချို့ရရှိခဲ့ကြောင်းနဲ့ထိခိုက်ဒဏ်ရသူတွေကိုလက်ကျန်စစ်သားတွေကတဲဆောင်ကစားတောင်မျိုးကိုပြန်လဲဆောက်ကားတာကြောင့်ဗိုလ်ဆိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့တော်ဝင်ရှိသူကပြောပါတယ်။ တိုင်ပွဲအနိုင်ဝက်နေပါကြမြင်ခဲ့ပြီးစေအုပ်စုတွေဆုတ်ခွာသွားကြရင်တော်လိုင်းတက်တွေနဲ့မြေရှင်လေးလှုပ်ဆောင်ရမှာတော့ MA1 MK1 အမျိုးအစားတနက်နှစ်လမ်း RPG4 နဲ့၄၀မှာပုံတင်အသိစီရရှိခဲ့တယ်။ဆိုပါတိုင်ခိုင်မှုမှာပိုချန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရွှေဘိုခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြေပြင်လှုပ်ရှားဖွဲ့နဲ့ပါဝင်ပြီးဝက်လက်နဲ့သခိုင်းချင်းဆိုင်တော်လိုင်းတက်တွေလှုပ်ဆောင်ခဲ့ရဖြစ်ကရဲဘော်တွေထိခိုက်မှုရှိခဲ့လို့လည်းသိရတယ်။ ဒါပြင်အောက်တိုဘာလ31ရက်နေ့ညနေပိုင်းကလည်းစားတော်မျိုးနောက်ဖက်စီတနက်ဖြစ်ပေါက်စင်းနေလာတဲ့ကျက်ဖက်စစ်ကြောင်းနဲ့တော်လိုင်းထက်တွေထိတဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်မှ9ရက်တေဆုံးကတေဆုံးလောင်းတွေကိုဖြစ်တယ်လို့ကြေသွားတယ်လို့စားတော်မျိုးချုပ်ပြည်သူ့ကာကွယ်ဖွဲ့တောင်းရှိလူကပြောပါတယ်။လက်ရှိမှာဝလမြွနယ်အတွင်းကျက်ဖက်စစ်တပ်ကမြို့နယ်အရှင်းနောက်စစ်ကြောင်းတွေပြိုင်ထိုးနေပြီးရဲသားတွေကိုတပ်ဖြတ်တာဖမ်းဆီးရိုင်းလုံဆောင်နေရပဲဖြစ်ပါတယ်။လရှိမှာဝက်လက်မြွနဲ့နောက်ခွဲရတာကြီးကြရမှာစစ်အုပ်စုစစ်ကြောင်းတွေပေါင်းစုံနေပြီးမြို့နယ်တွင်စစ်ကြောင်းတွေထိုးနေတယ်လို့ မော်ကဒီရွာခံ40ကျုံကလေးတစားကလုံးဖန်စီထားလို့ဝက်လိုက် information နဲ့ဘာတောင်းရှိသူကပြောပါတယ်။ဆက်လက်ပြောမြင်းချန်ရှိဆေးဥစု case scan ကို RPG 3ကစီနေတိုက်ခိုက်ဆေးဥစုရှိဦးတဲ့ပြီးအများပြတဲ့အရာ။မန်လေးတိုင်းမြင်းချန်မြို့နယ်မှာဂျပန်စစ်တပ် case scan ကို RPG ရပါလက်နက်ငယ်နဲ့စီနေတိုက်ခိုက်အုပ်ချုပ်ရေးမှူးတယောက်ပါဝင်စစ်သားရဲနဲ့ပြစောတိရှောက်တဲ့ဆောင်ပြီးထိခိုက်တဲ့အရာသူများပြရှိခဲ့လို့မြင်းချန် KI မကွနေတိုင်ရင်ကောင်းဆောင်ကိုတက်ကြီးကပြောတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်းရဲစစ်သားနဲ့ပြူစောတိရဲ့ပုံခုံတွေရဲ့ဂိတ်ပံကာကို0ပြောက်ကြားတစ်ဖက်ဝင်ရဲဘော ပေါ်ပါကအာဘီဂျင်နဲ့ပြစ်ခတ်တိုက်ခဲ့ရမှာဘန်ကာကိုထိမှန်ခဲ့ရကြောင်းဆင်းအဆွေလင်းစင်တဲ့အထိထိနာသွားတယ်လို့ကိုတက်ကြီးကပြောတယ်။ဒေဆောင်သွားစီအုပ်စုရဲ့စီကလက်နက်ဝင်ကောက်ဖို့ကြိုးစားချိန်မှာလက်သစ်ကြောင်းစုကိန်းနဲ့နှစ်မိုင်သာဝေးတဲ့မြင်းချန်ချိန်ဆိုင်ခမ55တက်ကနေဂျက်ဖက်စစ်ကား၃စီးစစ်ကိုထရှိလာကြောင်းတပ်ဖွဲ့ဝင်နဲ့အနေနဲ့ခင်အောင်ပြန်ဆုတ်ခွာခဲ့ရလို့ဆိုပါတယ်။ဒီစစ်စင်မှာမြင်းချံခိုင်တန်းရဲ့90လို့ပြောင်ကြတဖွဲ့နဲ့တူရွှေကန်သားစစ်ချောင်းမြင်းချံမြို့နယ်ပောက်ကဖာဘူပေါင်းမီစစ်သူကြီးတောင်းစစ်တဲ့0 column 5ကစစ်ကြောင်းမှုဖြစ်ဆိုင်ခဲ့ကြောင်းနဲ့ ရန်ကုန်ကြီးကောင်စစ်ကြောင်းတင်ရွှေကန်သားစစ်ကြောင်းနှစ်တို့ကစီနေတိုက်ခိုက်ခဲ့ရလို့သိရတယ်။လာတူနိုဝင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာဇီရိုပြောက်ကြားတပ်ဖွဲ့မြင်းချန်ခိုင်တန်ရင်တင်တဲ့မြင်းချန်ခိုင်ပကပပူပေါင်းစစ်ကြောင်းကမြင်းချန်တောင်ဘက်မှာရှိတဲ့အချမ်းဖတ်ဆေးအုပ်စုထိုင်းစကန်ဒကိုကိုဝင်ရောက်စီနေတိုက်ခိုက်ခဲ့တဲ့ကြောင်းနဲ့လက်တလော့သတင်းထုတ်ပြန်မှုမရှိသေးတဲ့ကြောင်းကိုတန်ကြီးကပြောပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။